တန်တန်ကျမကိုအမှန်ကန်တက်ခွာပြီးယူပါလိချန်ပီယံဆုယူမဲ့ဂိမ်းမှုများပိတ်သမားလုံးမဲ့မိင်္ဂလာများရွှေရောအမ်ဘတ်ခွန်ရှိကောအေဂျင့်ကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါရင်ဒီညမှာတော့ပရီးမီယာလိရဲ့တန်းဆင်းဆောင်အထက်ကနှစ်သင်းနေဖြစ်ကြတဲ့ဂိမ်းမှုနဲ့လန်ဒန်ကျမကြီးတို့ရဲ့ယူပါလိပွဲအစဉ်ရှိပါတယ်နှစ်သင်းစလုံးကပရီးမီယာလိမှာပုံမှန်ပေါ်ရုန်းကန်နေရတဲ့အသင်းတွေဖြစ်ပြီးကိုထက်ပုံညင်းနဲ့သုံးသင်းရှိလို့သာတန်းမဆင်းရတာပါချင်းမကောင်းလို့ဘယ်တင်ပြောင်းမိခဲ့ကြရပြီးပရီးမီယာလိမှာမဟန်ပေမဲ့ယူပါလိမှာတော့ဖိုင်နယ်ကိုစီတက်လန်းနိုင်ခဲ့ကြတာဖြစ်ပါတယ် တစ်ဖက်နီးပြားတွေဖြစ်တဲ့ An Postie Coglu နဲ့ Robin Amore မှာဖိအားတွေအတောက်လဲဝင်နေတာမို့ချန်ပီယံဖြစ်ဖို့အရေးကြီးနေတာပါရှောင်းနယ်အသင်းကဖလားလဲမဲ့ရာသီကိုပိုင်ဆိုင်ရမယ့်အပြင်အများသတိကွက်ပက်လက်မျောရမှာဖြစ်တဲ့အတွက်မလဲကြောတွေကြီးပဲဖြစ်ပါရင်ချန်ပီယံဖြစ်ခဲ့ရင်လာမယ့်ရာသီချန်ပီယံလိဝင်ဝင်ကိုတိုင်းရမှာဖြစ်တဲ့အတွက်တစ်ချက်ခုနှစ်ချက်ပြည့်နေကြီးပါပဲလန်ဒန်ချက်ဖာကြီးတို့ရဲ့ဒီရာသီအခြေအနေကိုကြည့်လိုက်ရင်လီဘလားမှာ semi final ကိုရောက်ခဲ့ပေမဲ့ပြုတ်ခဲ့တယ်လို့ FA ဘလားမှာလည်းစောစီးစီးထွက်ခဲ့ရတာပါပရီးမီယာလိဘလားလည်းအစင်းဆက်ခွန်ရောက်နေပြီးအခြေအနေတွေကအဖက်ဖက်ကနေအနောက်လက္ခဏာစောင့်နေခဲ့တာဖြစ်ပါရင် ။နောက်ဆုံးကစားခဲ့တဲ့ပွဲမှာလည်း Inston Villa ကိုရှုံးနေထားပြီးပြိုင်ပွဲဆုံးနောက်ဆုံး73ပွဲမှာ9ပွဲထိရှုံးနေထားခဲ့တာဖြစ်ပါတယ်။ Europa League Plus Final နဲ့အတွက်လည်းလူမဆုံးပဲ James Madison, Kolosevski တို့လိုအရေးပါတဲ့တိုက်စစ်ကစားသမားတွေကိုလက်လွတ်ထားတာဖြစ်ပါတယ်။အသင်းကောင်းဆောင်ဆောင်မင်းပါဝင်လာနိုင်တာတော့အသင်းအတွက်အားတက်စရာဖြစ်နေမှာပါ။စပါကလည်းရှိမှာအတင်းအားတာချက်ကဘာလဲလို့ပြောခန့်နေပေမယ့်ရှုံးထွက်ပြိုင်ပွဲတွေမှာဒီရာဒီရလန့်ကောင်းတယ်လို့ဆရာမှာဖြစ်တာကြောင့်ဂိမ်းမှုလို့ short တက်လို့တော့မရပါဘူး ဒါမှမဟုတ်ဂင်မူတို့အတွက်ဆိုရင်လည်းယောဘာလိမ့်မာသာချန်ပီယံဖြစ်ရင်ပေးဆက်မှုကြီးမားမှာဖြစ်ပြီးဂင်မူတို့ပြင်မှတ်ထားခေါ်ယူလို့နဲ့ချိုးသောကစားမတွေဟာချန်ပီယံလိဝင်ဝင်ရမှသာလာမှာဖြစ်တဲ့အတွက်ဖြစ်ပါတယ်။ဒါအပြင်ချန်ပီယံလိဝင်ခွင့်သာရရင်အသင်းရဲ့ဗန်ဒိုင်းပိုင်းဆိုင်ရာမှာလည်းတိုးတက်ကောင်းမွန်မှုတွေရှိလာမှာဖြစ်ပါတယ်။ ယ်ဘုလိုကနောက်ဆုံးကစားခဲ့တဲ့ညီမလေးတို့ကိုတကောကောမရှိနဲ့ရှုံးနေခဲ့ပြီးနောက်ပရီးမီးယားလိမ်မှာနောက်ဆုံးကစားခဲ့တဲ့၈ပွဲစဉ်အနိုင်ပွဲပြောင်ဆုံးထားတဲ့အသင်းဖြစ်ပါရင်ပရီးမီးယားလိမ်မှာသာအဆင့်၁၆ရောက်နေပြီးလန်ဒန်ကျဖာယူရိုနဲ့တူဝတာကွန်ပတာအနေထားမှာရှိနေတာဖြစ်ပါရင်ဒါပေမဲ့ကေဘုလိုကအရေးပါတဲ့ပွဲတွေမှာနှစ်ထုပ်ကန်တက်တာကြောင့်ပရီးမီးယားလိမ်မှာရလဒ်မကောင်းဖြစ်နေတာကိုထည့်တွက်လို့မရပါဘူးဖိနိုင်ဝယ်လူစင်းကိုခံမှန်းကြည့်ရရင်တော့ကေဘုလိုဟာတိုက်စစ်မှာဝိုင်လန်ကိုအထောင်အထည်ကစားလာနိုင်ပြီးတောင်ပိုင်းတစ်ဖက်မှာဘရူနိုအာမက်တိုကိုခင်းကျင်းလာနိုင်ပါတယ်ကွန်လန်မှာတော့ဒိုဂိုကက်စမဲရိုဥကာတီမာဇာရီတို့ရှိနေနိုင်ပြီးခန်းစစ်တောင်းတော့တက်မှာတော့ရိုရိုကောင်းကြီးလင်းလီလော့တို့ကိုတုံးဆွဲလာနိုင်တာပါ ဘုမနီယာမှာတော့ထုံးစံတိုင်းဆိုင်းစရာလေးအိုလန်နာပဲဖြစ်ပါတယ်လန်ဒန်ကျဖကြီးတို့ကတော့တိုက်စစ်မှာဆွန်လန်ကီကိုတင်ကစားကတောင်ပိုင်းတစ်ဖက်မှာဆွန်အောင်မင်းဂျင်စင်တို့ကိုအသုံးပြုလာနိုင်ပါတယ်ခွဲလက်မှာတော့ဆာဘန်တက်ကဘေဆူမာတို့ရှိနေနိုင်ပြီးခန်းစစ်မှာဦးတို့ကီဗန်ဒီဗန်ရိုမဲရိုနဲ့ပေါ်ရိုတို့ဖြစ်ကဘုမနီယာမှာတော့ဗီကာရီယိုတို့ရှိလာနိုင်တာဖြစ်ပါတယ်ဖလားမရလာကြတဲ့အသင်းတွေဖလားရနေတာမြင်တော့အားလုံးကလည်းစပါလဲဖလားမရလာကြလို့ရသွားနိုင်တယ်လို့ထင်မြင်နေနိုင်ကြပါတယ်ဒါပေမဲ့ဒီလိုဒနာယီဆန်နဲ့ကိစ္စတွေကခေါင်းနဲ့ပန်းလို့ပဲဖြစ်နိုင်ချေရှင်းပြေဆိုတာအလွှာပပလေးတစ်ခုသာခြားတာပါ ဖြစ်ခဲ့ရင်လည်းလူတွေကဘာမှမဟုတ်တလို့ခြံရဟခဲ့ခဲ့မှာဖြစ်ပေမဲ့ဖြစ်လာခဲ့ရင်တော့တွေ့လောင်းအဲ့လိုပဲဖြစ်လာလိမ့်မယ်ထင်သားပဲဆိုပြီးတော့ပြောတတ်ကြတာပါဒါကြောင့် spa ဖလားရသွားတယ်မရဘူးဆိုတာကခေါင်းနဲ့ပန်းချာကအလွှာလေးတစ်ခုပါပဲဂိမ်မှုလို့ရသွားတာကလည်းအများကြီးဖြစ်နိုင်ပါတယ်လူချင်းရောကစားသမားတွေကြားထဲကစိတ်တက်ရပါဂိမ်မှုလို့ဘိုးဆွဲသွားမယ်လို့ထင်မြင်သုံးသပ်မိပါတယ်ဟုတ်ကဲ့ပါမြန်မာဗီဒီယိုလေးကလာပါမယ်နောက်နေပါလဲအားကစားတဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်ရဲ့ page တွေကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါဦးလို့ပြောရင်းနဲ့ညီကောင်ချုပ်လိုက်ရပါတယ်ခင်ဗျာ